င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဝင်းနေမိတန်ယုံကြောင်းတိုင်ဆရာတို့ကို ပြန်လည်တော်မူတဲ့အထိစစ်ဘိုလ်စစ်သားတွေကဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ကားပေါ်မှာလိုက်ပါလာတဲ့မျက်မြင်သက်တဲ့ကန်30ဆရာတို့ကမိန်ကြားရှင်းလင်းပါတယ်ဝင်းနေမိတန်ယုံဆရာတို့ကိုတပ်ဖြတ်ခဲ့တဲ့အဖြစ်ကိုစစ်တပ်ကဝန်ခံတောင်းပန်ရန်အတွက်ဒေါက်တာကောဝိဒာတိရီတီတကူစတားကမင်ကြာတောင်းဆိုတဲ့တဲ့င်းပါဝင်နောက်ဆုံးရတဲ့တဲ့င်းတွေကိုတန်ဆက်ပေးပါမယ်ရှင်။ အောင်တင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့ပဲခူးမြို့ဝင်းနေမိတိုင်ရုံကြောင်းတိုင်ဆရာတော်လိုက်ပါလာတဲ့ကားကို4ကားပေါ်ကနေစစ်ဘိုလ်စစ်သားတွေကဝိုင်းဝန်းပစ်ခတ်ခဲ့လို့မြင့်မြင့်တက်တည်ဖြစ်တဲ့ကံ30ပြည်တိစာတင်တိုက်ဆရာတော်ကမင်ကြားလိုက်ပါတယ်။ဇွန်လ20ရက်နေ့မှာပဲခူးမြို့ဝင်းနေမိတိုင်ရုံကြောင်းတိုင်ကို ကန်30 priority စာတင်တိုက်ဆရာတော်ကစတော်လာစဉ်တွင်အခုလိုမိန်ကြားခဲ့တာလည်းဖြစ်ပါတယ်။ကန်30ဆရာတော်ဟာရွှေချင်းနိဂာယဘိုဌာနကိုအစီဝေးတရားဖို့အတွက်ဝင်းနေမိတာယုံကျောင်းတိုင်ဆရာတော်နဲ့အတူရန်ကုန်မြို့ကနေလေရင်နဲ့တရားဥလေးစဲကိုကြွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုကြွားရောက်လာစဉ်မှာကန်30ဆရာတော်ဇာတိဖြစ်တဲ့ငဇုံမြို့နယ်ပကြီကမရွာကိုကားနဲ့တွားရောက်စဉ်တွင်ဖောကားနဲ့လိုက်ပါလာတဲ့စစ်ဗိုလ်စစ်သားတွေကအခုလိုပြစ်ခတ်ခဲ့တာကိုခံခဲ့ရတာဖြစ်တယ်လို့လဲကန်30 priority ဆက်တင်တိုက်ဆရာတော်ကမိန့်ကြားခဲ့ပါတယ်။အဲလိုပြစ်ခတ်မှုကြောင့်နိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဆရာတော်တစ်ပါးဖြစ်တဲ့ဝင်းနေမိတန်ယုံကြောင်းတိုက်ဆရာတော်ကကားထဲမှာပဲပြန်လည်တော်မှုသွားခဲ့တာဖြစ်ပြီးသူကတော့ကားမှန်စာထိမှန်တဲ့ဒဏ်ရာသာရရှိခဲ့တယ်လို့ ကံ30ပြည့်ရက်ဒီစာတင်လိုက်ဆရာတော်ကမင်ကြပါတယ်။အဲလိုပြစ်ခတ်မှုပြုလုပ်ပြီးရဲ့နောက်မှာအကြမ်းဖက်တပ်သားတွေဟာကံ30ဆရာတော်ကိုငဇုံမြို့နယ်ပကြီကမရွာကိုကြာချီခွင့်မပေးဘဲဖုန်းတွေကိုသိမ်းယူသွားခဲ့တယ်လို့ဆရာတော်ကိုယ်တိုင်ကမင်ကြပါတယ်။အဲလိုပြစ်ခတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာရန်သူကားလိုထိမှတ်ပြီးပြစ်ခတ်တာဖြစ်တယ်လို့လည်းကိုယ်တိုင်ဝန်ခံထားကြောင်းကံ30ပြည့်ရက်ဒီစာတင်လိုက်ဆရာတော်ကမင်ကြားခဲ့ပါတယ်။အဲ့နောက်ဆရာတော်ကိုစစ်တပ်ကမန္တလေးနန်းရွင်းတဲ့ကိုခေါ်ဆောင်ပြီး တိုင်းမှုကိုယ်တိုင်စစ်ဆေးမေးမြန်းမှုတွေကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆရာတော်ကမိန့်ကြားပါရရှင်။တဆက်ထဲမှာပဲနိုင်ငံတော်တန်ခမဟာနိုင်ကအဖွဲ့ဝင်ဝင်းနေမိတိုင်အောင်ဆရာတော်ကိုစစ်ဘိုလ်စစ်သားတွေကဝိုင်းဝန်းပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အပြစ်ကိုဝန်ခံတောင်းပန်ရန်အတွက် ဒေါက်တာကောဝိဒာတိရီတိရီကိုစတားကလူမှုကွန်ရက်ကနေတဆင်ယမန်နဲ့ညပိုင်းကမိန်ကြားတောင်းဆိုလိုက်ပါတယ်။ဇွန်လ19ရက်နေ့ငဇုံမြို့နယ်အတွင်းမှာပဲခူးမြို့ဝင်းနေမိတိုင်ရုံကြောင်းတိုက်ဆရာတော် ပြန်မတော်မူတဲ့အထိဖောကားဘော်ကနေစစ်ဘိုလ်စစ်သားတွေကဝိုင်းဝန်းပစ်ခတ်ခဲ့ကြအောင်ကိုကားပေါ်မှာအတူလိုက်ပါလာတဲ့မြင့်မြေတက်တဲ့လက်ဖြင့်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိခဲ့သူလည်းဖြစ်သူ ကန်30ပြည်ရတီစာတင်တိုက်ဆရာတော်ကယမန်နေ့ကတရားဝင်ရှင်းလင်းမင်ကြားခဲ့ပြီးတဲ့နောက်မှာအခုလိုဒေါက်တာကောဝိဒာတိရီတိရကူစတာတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ကန်ကောင်းစင်ဆရာတော်ကြီးကအဖြစ်ပြက်မှန်သမျှကိုတန်ဃာတို့ကိုရှင်းလင်းပြောဆိုပြီးဖြစ်တဲ့အတွက် အပြစ်ကိုဝန်ခံရတယ်တောင်းပန်ရန်လိုအပ်ကအပြစ်ကိုဝန်ခံခြင်းဟာသူတို့ကောင်းအလုပ်ဖြစ်တယ်လို့လဲဒေါက်တာကိုဗစ်ဒါသီရီကမင်ကြားပါတယ်ဒီအဖြစ်ပြက်အမှန်ကို တောင်းဝန်ယူလို့စေသူတို့ကောင်းစိတ်လေးမွေးပြီးဝန်ခံပြီးတန်ခါကိုတောင်းပန်တဲ့နယ်လို့လဲဒေါက်တာကိုဗစ်ဒါသီရီကမင်ကြားပါတယ် စစ်ကောင်စီတပ်ကနိုင်ငံတော်တန်ခမဟာနိုင်ကဝင်းနေမိတိုင်ရုံဆရာတော်ကို PDF တွေကပြစ်ခတ်တပြတ်ကြောင်းရင်မောင်းဖြစ်သူကိုအတင်းကျပ်ဖိအားပေးကလိန်လေထွက်ဆိုခဲ့ပြီးမှလည်းမျက်မြင်သက်သေလည်းဖြစ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူလည်းဖြစ်သူကံ30ဆရာတော်ကြီးက ဝင်းနေမိတယ်ကိုဆရာတော်ကိုစစ်ပုံနဲ့စစ်သားတွေကပြစ်တက်ခဲ့ကြောင်းထွက်ဆိုခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီကအဆက်ကွဲသွားခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုအချိန်ထိစစ်တပ်ဘက်ကဝန်ခံခြင်းမရှိသေးဘဲအမှန်တမ်းထွက်ဆိုတဲ့ကံ30ဆရာတော်ကြီးကိုတစုံတရာလုံးကျန်အရေးယူဖမ်းဆီးမှာကိုတံခါးဒုနဲ့တဟန်းရှင်လူပြည်သူတွေကစွရင်နေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးတော့နိုင်ငံတော်တန်ခတ်မဟာနာယကဘကုံးမြို့ဝင်းနေမိတရော်ဆရာတော်ကိုပြန်လည်တော်မူတဲ့အထိ အခုလိုပြစ်ခတ်မှုဟာစစ်ကောင်စီကစစ်ရာဇဝမှုကိုကျူးလွန်ခြင်းဖြစ်ပြီးအမျိုးသားညီညွတ်ရေးဆိုရန်အန်ယူဂျီကပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းမနေ့ကညပိုင်းမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲလိုစစ်ကောင်စီကအကြမ်းဖက်စစ်ရာဇဝမှုတစ်ခုကိုဗျောင်ကျကျကျူးလွန်ခဲ့ရုံမကအမှန်ကိုဝန်မခံတာ နိုင်ငံနဲ့ပြည်သူတွေကိုလိမ့်လေလက်ပြပြီးတည်င်းထုတ်ပြန်ခဲ့တာမသက်ဆိုင်သူကိုအပြစ်လွှဲကြတာအကြမ်းဖက်စစ်ကောင်စီရဲ့အဆက်သိက္ခာကိမ့်မဲ့တဲ့အပြစ်မှုတွေဖြစ်တဲ့အတွက် ပြင်းထန်စွာဆန့်ကျင်ရှုံချရလို့လည်း NUG ကသတင်းထုတ်ပြန်ထားပါရရှင်။ မန္တလေးတိုင်းအတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်မန္တလေးတိုင်းမတရားမှုနယ်ပြည်သားရေးကြေးရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေစဉ်တွင် PDF တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားတွေဟာထွက်ပြေးသွားပြီးလက်လက်ခရမ်းအချို့ကိုတင်ဆက်ရရှိခဲ့လို့မိုးချိုးပြောက်ကြပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်ဇွန်လ18ရက်နေ့နနက်2နာရီလောက်မှာအကြမ်းဖက်စစ်တပ်ရဲ့အင်အား200နီးပါးရှိတဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာပြည်သားရေးကြေးရွာကိုဝင်ရောက်ဆင်းသွင်းပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေစဉ်မှာ တော်လည်းပူပေါင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့အတွက်မကြခင်မှာပဲအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာထွက်ပြေးသွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီနောက်အကြမ်းဖက်စစ်တပ်ကလက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အမေရိကန်ဆိုရပါဝင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာတော်လှန်အင်အားစုတွေကိုချက်ချင်းတိုက်ရိုက်ကူညီထောက်ပံ့ပေးဖို့ကိုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SCCM ကတောင်းဆိုလိုက်ပါတယ်။အမေရိကန်ဆိုရနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကမြန်မာနိုင်ငံကမြေပြင်အခြေအနေတွေလှည့်မြန်စွာရုတ်ချီးပြောင်းလဲဖြစ်ပေါ်နေမှုအပေါ်ကို တုံ့ပြန်ဖို့လိုအပ်ပြီးခုခံတော်လှန်ရေးအင်အားစုတွေကိုလည်းပြစ်စည်းပိုင်းဆိုင်ရာနိုင်ငံရေးဆိုင်ရာထောက်ပံ့မှုတွေကိုပံ့ပိုးပေးဖို့လိုအပ်တယ်လို့လည်း SSCM ကဆိုထားပါဗျ။ဒါအပြင်မြန်မာစစ်အုပ်စုရဲ့ပြည်သူတွေအပေါ်ကိုစင်စက်မပြတ်တိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံမှာအရင်ကမဖြစ်ခဲ့မကြုံခဲ့ဘူးတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူခွင့်ရေးဆိုင်ရာဘေးရန်တွေပြက်ကင်းကြီးမားစွာဖြစ်ပေါ်လာခဲ့ပြီးဒီအချက်တဲကဒေတာတဝန်းလုံးရဲ့တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုကြီးလေပြင်းထန်စွာထိခိုက်စေခဲ့တယ်လို့ SCCM ကဆိုထားပါဗျ။နိုင်ငံတကာကသက်ဆိုင်သူတွေအနေနဲ့မြေပြင်အခြေအနေအသစ်တွေကိုတုံ့ပြန်ဖို့အတွက်လက်ရှိကျင့်သုံးနေတဲ့စောင့်ကြည့်မှုတက်တက်ချိကတ်မှုတွေထက်ကြုံလွန်ပြီးမြန်မာနိုင်ငံတွင်းကရက်သားတွေရဲ့ဒုက္ခတွေရောက်ပါစေဖို့လူခွင့်ရေးကာကွယ်ဖို့အတွက် တိကျပြတ်သားတဲ့လွတ်ဆောင်မှုတွေကိုကျင့်သုံးဖို့လိုအပ်တယ်လို့လည်းဆိုထားပါဗျ။ SACM အနေနဲ့လည်းကုလသမဂ္ဂအထွေထွေညီလာခံကိုမြန်မာနိုင်ငံအတွက်ဆုံးဖြတ်ချက်အသစ်တရထုတ်ပြန်ချမှတ်ဖို့အတွက်တိုက်တွန်းသလိုအထွေထွေညီလာခံအနေနဲ့မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အခြေအနေကိုမဖြစ်မနေကြိုက်တွဲဖြေရှင်းရမယ်လို့လည်းထောက်ပြထားပါရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကို4450ကျပ်နဲ့အခောက်ရွှေတစ်ကျပ်သားကို54သိန်းဝန်းကျင်နဲ့အယောင်းဝယ်ရှိလာတယ်လို့ဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်။ဇွန်လ20ရက်နေ့ပြည်တွင်းပြည်ပဈေးကွက်အတွင်းမှာ ဒေါ်လာနဲ့ရွှေရောင်းဝယ်တွေပြန်လဲလက်ပတ်လာတယ်လို့လဲဆိုပါရယ်။အမေရိကန်ဒေါ်လာမှာလဲဒေါ်လာကို4450ကျပ်နဲ့4500ကျပ်အကြာအရောင်းဝယ်ပေါ်မူတည်ပြီးညှိနှိုင်းရောင်းချကြတယ်လို့လဲသိရှိရပါရယ်။စစ်ကောင်စီလောက်ကန်ရန်ကုန်ရွှေကုန်းတဲ့အတင်းကတော့အခောက်ရွှေတစ်ကျပ်သားကို55သိန်း9000တတ်မှတ်ထားပြီးမဲ့လဲအဲ့ဒီဈေးနှုန်းနဲ့အရောင်းဝယ်လုံးဝမဖြစ်ပဲရွှေဆန်အချို့ကဟန်ပြအရောင်းဝယ်တာဖြစ်တယ်လို့လဲဆိုထားပါရယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။